ဦးရီဒူဖူဒီဘက်ကိုမိတ်ဆက်လိုက်ပါအားလုံးတက်တာရဲ့မြင်နှုံးတွေနဲ့စိတ်ဆက်နိုင်စွမ်းနေလား Find site ကြီးတွေကို download upload ပြုလုပ်စီနေပါဗျာဦးရီဒူဖူဒီဘက်ဖူဒီနဲ့အချာရင်ခုန်စိတ်လို့ရှားစရာပေါင်းများစွာ ယူကြည့်နော်အဲစမ်းတယ်ဘာသူဟုတ်တော့မိုက်တယ်မိုက်တယ်စိုင်နေနေဟုတ်တယ်ဟုတ်တယ်စိုင်နေနေမိုက်တယ်ခါရလားစိုင်စိုင်နေလုံးပါအောင်လင်းငယ်ပေါင်း60ကျော်ရှိတဲ့ရီမာမိဘမဲ့ဂီဟာဟာစွန့်ပစ်ခံရတဲ့ကလေးတွေမိဘမရှိတော့တဲ့ကလေးငယ်တွေစီးရဲနွမ်းပါတဲ့ကလေးတွေအတွက်အကောင်းဆုံးနားခွရာပိမှန်တစ်ခုဖြစ်ပါတယ်မိဘမဲ့ကလေးတွေရဲ့စံပြော်ရာဒီဂီဟာကိုပရိုက်တာအဖွဲ့တွေလာရောက်အားပေးလိရှိပြီ The Umbrella အဖွဲ့ကလည်းတွားရောက်လူရန်ခဲ့ပါတယ်။ The Umbrella Predator အဖွဲ့ရဲ့မူလရည်ရွယ်ချက်အတိုင်းပဲကလေးတွေရဲ့ပညာရေးမြင့်တင်နိုင်ဖို့ Remagea ကိုဒုတိယကြိမ်လာရောက်လူရန်တာပါလို့ကုကျော်မိုးဟင်းကပြောပါတယ်။ပညာရေးမှာလိုအပ်တဲ့ပစ္စည်းတွေလူရန်ခဲ့တာဖြစ်ပြီးကလေးငယ်တွေကိုတွေ့တဲ့အခါကလေးဘဝကိုပြန်ရောက်သွားတယ်လို့ခံစားမိတယ်လို့လည်းဆိုပါတယ်။ အဓိကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အဖွဲ့ရဲ့အဓိကရည်မှန်းချက်ကတည်းကကလေးငယ်တွေရဲ့ပညာရေးကိုတောင်းတနေရနေပြီးတော့ကျွန်တော်တို့အဲ့လိုလိုပံ့ပိုးပေးဆိုတာလည်းပါတော့အဓိကတော့ကျွန်တော်ဒီမှာဘာပဲပါလဲဆိုတော့အဓိကတော့စာအုပ်တို့ဘောပင်တို့စာရိကရရဲ့ရိတ်ခါတွေရဲ့နောက်တခြားဒီလိုဝဲမဲ့ထင်တဲ့အထောက်ပံ့လေးကိုနောက်ဆုံးအင်ကြီးလေးတွေဖက်နယ်လေးတွေရတယ်အဓိကထောက်ပံ့ပေးတာပါဟုတ်မိဘရှိရတဲ့လူရောမိဘမရှိရတဲ့လူရောအဲ့လိုဒုက္ခရောက်နေတဲ့လူကိုတော့ဒီမှာလာလုပ်ပြီး လိုက်တဲ့အတွက်ကျွန်တော်တို့ကိုယ်ကလည်းကလေးဘွားကိုပြန်ရသွားတယ်လို့ကိုကိုယ်ကလည်းအဲ့လိုဟာလေးလှုပ်လိုက်ပေးလိုက်တဲ့အတွက်ပြည်သူအများကြီးဖြစ်ပါတယ်ဟုတ်မိမမဲ့ကလေးတွေနဲ့စင်းရဲနွမ်းပါတဲ့ကလေးငယ်60ကျော်ရှိတဲ့ရီဟာဂေယာကိုအုပ်ချုပ်သူ9ယောက်နဲ့လဲပတ်နေတာဖြစ်ပြီးကလေးတွေအတွက်ပညာရေးနဲ့ကျန်းမာရေးကိုအဓိကစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။လိုအပ်ချက်တွေရှိနေတဲ့ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေကိုလာရောက်ပြီးအားဖြည့်ကူညီပေးတဲ့ The Umbrella အဖွဲ့ကိုကျေးဇူးတင်တယ်လို့ဂေယာအုပ်ချုပ်သူကပြောပါတယ်။ အခုလိုလာရောက်လှူဒန်းတာဟာကလေးငယ်ကြီးအတွက်လည်းစိတ်ပိုင်းဆိုင်ရာမှာနှွေးထွေးမှုတွေရှိလာမှဖြစ်တယ်လို့သူကိုယ်တိုင်လည်းနှွေးထွေးမှုကိုခံစားရတယ်လို့ဆိုပါတယ်။ကျမလည်းအရန်ဝမ်းသာပါတယ်ပေါ့နော်။ဒါကျမတို့ရဲ့အားနေတဲ့နေရာလေးတွေကိုပေါ့နော်။ကျမတို့ရဲ့လိုအပ်ချက်လေးတွေကိုလည်းပေါ့နော်ဒီအေးလိုလာရောက်ပြီးဖြစ်စီပေးတဲ့အတွက်ကြောင့်လည်းကျမတကယ်ပဲဝမ်းသာပါတယ်။အရင်အရင်လေးဆိုလို့ရှိရင်ဒီကလေးတွေကိုလာပြီးအဲ့လိုချစ်ရှုတဲ့လူတွေကတိတ်မရှိပါဘူး။ဒါပေမဲ့အဲ့လိုပေါ့နော်ဒီတစ်နှစ်အတွင်းကတော့ပေါ့နော်။ ဒီလိုလာကြည့်တဲ့အချိန်မှာသူတို့တွေလေအိုးကျွန်တော်ကျမတို့ကိုချစ်တဲ့လူတွေရှိပါလားဆိုမှပေါ့နော်သူတို့လည်းအများကြီးနှွေးထွေးမှုရမယ်လို့ကျမယုံကြည်တယ်ပေါ့နော်အဲကျွန်တော်ဒီလိုလာပေးတဲ့အချိန်မှာသူတို့စိတ်တပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်ကလေးတွေအများကြီးနှွေးထွေးမှုရမယ်လို့ယုံကြည်တယ်ကျမကိုတိုင်ကလည်းတကယ်ပဲပေါ့နော်နှွေးထွေးမှုကိုရတာဖြစ်တယ်ပေါ့နော်အများအများကြီးကျေးဇူးတင်ပါတယ်လို့ဒီထက်မကလည်းပေါ့နော်ဒီလိုလာရောက်ပေးတဲ့အတွက်ကြောင့်လည်းဒီထက်မကလည်းပေါ့နော်အောင်မြင်ကြပါစေလို့ကျမကနေပြီးတော့ပြောချင်ပါတယ်